မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့ခက်လိုက်ရတလေးရှစ်တရင်နဲ့စစ်တပ်စခန်း၅ခုကိုတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးတပိတ်ချင်းမှာစစ်ကောင်စီကင်းစင်နေမြေဖြစ်ဖို့စစ်စခန်း၃ခုပဲကျန်တော့တယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေအများသိရပါတယ်။ဘောက်ကကိုရည်နေဖြစ်တဲ့မနစ်ကပဲ DNL နဲ့မိုးကဘျူဟာအပါဝဲမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကအချမ်းဖတ်စစ်ကောင်စီရဲ့အမှတ်တလေးရှစ်ခြေလင်းတရင်ကိုအပိတ်သက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတတ်တော်များတယ်လို့ လက်နက်ခဲယံတွေလည်းတိတ်စီရရှိထားတယ်လို့တော်လိုင်းရဲ့သတင်းရှင်းမြစ်ကပြောထားပါတယ်။အလားတူတပိတ်ချင်းမျိုးနယ်အတွင်းကကွင်း30လက်ပံပြန့်ဖိုကုန်းဝတ်တီရွာနဲ့ဖက်ရှိရွာတွေကစစ်တပ်စခန်း၅ခုလုံးကိုလည်းမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့မန္တလေး PDF ကလည်းတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာလည်းတပိတ်ချင်းမြို့နယ်အတွင်းကသတ်မှတ်ထားရစစ်ရေးပြစ်မှတ်တွေကိုမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပေကျင်းမြို့နယ်အတွက်စစ်ကောင်စီကင်းစင်တဲ့မြေဖြစ်ဖို့အကြံဖတ်စစ်ကောင်စီတက်ရဲ့စစ်တင်နန်းကြောင်းနှစ်ခုနဲ့လက်ယုံတက်တစ်ခုသာကျန်တော့တယ်လို့လည်းသိရပါခဲ့။တဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုံမြို့မှာဖမ်းဆီးရောက်မိထားတဲ့အကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးမဲ့မိသားစုတွေတဲကနောက်ထပ်338ဦးကို MDA ကတတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်ပြီးစုစုပေါင်းစစ်သုံးမဲ့မိသားစုဝင်အယောက်1100ကျော်လွှတ်ပေးပြီးဖြစ်တယ်လို့ဒေသခံတော်လှန်ရေးတရင်ရင်းမြစ်ကရန်ကုန်ခေတ်တိတ်ကိုပြောပါရတယ်။ အောက်ကလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲလာရှုံမြို့မှာဖန်စီရမိထားတဲ့အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်73မှတ်မိသားစုတွေတက်ကနောက်တက်338ဦးကို MNDA ကတတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပြီးအဲ့ဒီ73မှတ်မိသားစုတွေကို SSPP တပ်ဖွဲ့ကလာရောက်ခေါ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အောက်ကလ6ရက်နေ့ကလည်းအခုလိုပဲလာရှုံမြို့မှာဖန်စီရမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်73မှတ်တွေရဲ့မိသားစု300ကျော်နဲ့အောက်ကလ9ရက်နေ့မှာ400ကျော်ကို MNDA တက်ကပြန်လွှတ်ပေးခဲ့ပြီး အခုတခါမနေ့ကပဲနောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးမှတ်မိသားစုအယောက်300ကျော်ကိုတတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်တာဖြစ်တဲ့အတွက်အခုဆိုရင် MNDA ကလွှတ်ပေးလိုက်တဲ့စစ်ကောင်စီဘက်ကစစ်သုံးမှတ်မိသားစုစုစုပေါင်းအယောက်1000ကျော်ရှိပြီဖြစ်တယ်လို့လည်းဒေသခံတော်လိုင်းသတင်းရင်းမြစ်ကပြောထားပါလိမ့်မယ်ဒီတခါရှခိုင်ပြည်နယ်ဘက်မှာလည်းမောင်တော်မြို့မှာအချက်ဖက်စစ်ကောင်စီကလူသားတိုင်းပြစ်ပိတ်လောင်ထားတဲ့ရိုဟင်ဂျာအယောက်900ဝန်းကျင်ကိုအရကတတော်အေအေကကဲထုတ်ပေးခဲ့ပြီး စစ်ကောင်စီကလူသားတိုင်းအဖြစ်လုထားတဲ့ရိုဟင်ဂျာတွေကိုအရခတ်တော်အေအေကဇက်တိုက်စိုးတယ်လို့ကဲထုတ်ပေးနေတယ်လို့အေအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အောက်ကလာရှေ့အနီးကပဲမောင်တော်မြို့မှာချမ်ပတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စစ်တလောက်ခန့်လက်နက်ကင်မွ슬င်အဖွဲ့တွေကလူသားတိုင်းအဖြစ်ပိတ်လောင်ထားတဲ့မောင်တော်မြို့အမှတ်ရှိရပ်ကွက်မှာရှိတဲ့ရိုဟင်ဂျာအယောက်900ဝန်းကျင်ကိုအရခတ်တော်အေအေကကဲထုတ်ပေးခဲ့တယ်လို့ရုတ်တံဖိုင်နဲ့တကွထုတ်ပြန်ထားပါတယ်။အဲဒီလိုအရခတ်တော်အေအေကကဲထုတ်ပေးခဲ့တဲ့ရိုဟင်ဂျာအယောက်900ဝန်းကျင်တဲ့မှာ ကလေးသူငယ်တွေတက်ကြီးရွယ်အိုတွေနဲ့အမျိုးသမီးတွေတော်တော်များများပါဝင်နေပြီတချို့ဆိုစာနာရိတ်ခါပြတ်တောက်မှုကြောင့်အစာအိမ်စာပြတ်လတ်မှုဒဏ်ကိုပါခံနေရတဲ့သူတွေလည်းတွေ့ရပြီလက်ရှိမှာတော့အာကတတော် AA ကဘေးကင်းရာကိုကယ်ထုတ်ပေးထားတယ်လို့သိရပါတယ်လက်ရှိမှာတော့အာကတတော် AA ကမောင်ဒုံမျိုးကိုအပိသက်သိမ့်ပိုက်နိုင်ဖို့စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တချိန်တည်းမှာပဲမောင်ဒုံမျိုးမှာရှိတဲ့ရိုဟင်ဂျာတွေမွတ်စလင်တွေအပါအဝင် ခြေရောင်နေပြည်သူတွေကိုပါကယ်ထုတ်ပေးရင်းနဲ့ မောင်တော်မြို့တိမ့်တိုက်ပွဲကိုဆင်နွှဲနေတယ်လို့သိရပါတယ်ခင်ဗျာအခုတခါမုံပြင်းနယ်ဘက်မှာတော့ရင်းမြို့နယ်ကမြို့ဟောင်းကြေးရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားရမှာစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးတေကုန်ကြပြန်ပြီလို့မုံပြင်းသက်ပါတီ ADF ပြောရေးဆိုခွင့်ရှိသူနိုင်ပညာမုံကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဩဂုတ်လ10ရက်နေ့ကပဲ ရင်းမြို့နယ်ကမော့ကနင်းခြေရွာမှာအခြေချထားတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ခလရ106နဲ့ခလရ958တက်ကတက်သားတွေဟာမြို့ဟောင်းခြေရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်တော်လိုင်းရဲတပ်တွေနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါလေအဲ့ဒီတိုက်ပွဲတွင်စစ်ကောင်စီတက်သား6ဦးကတော့အသီးသီးသေကုန်ကြတဲ့ပြင်ဒဏ်ရာရတဲ့သူတွေနဲ့ပြန်ဆုတ်သွားကြပြီတပကတော်လိုင်းရဲဘော်တို့လည်းတိုက်ပွဲအတွင်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့မွန်ပြည်သက်ပါတီ AD ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်မညာမုံကပြောထားပါလိမ့်မယ် ဒီတခါစကိုင်းတိုင်းဘက်မှာလေရွှေဘုံမြို့နယ်ကဇီကုံးလေးကျေးရွာမှာရှိတဲ့အချက်ဖက်စစ်ကောင်စီတပ်ရဲ့မူဒဒါစစ်စေးဂိတ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုန်းရမှာစစ်ကောင်စီတပ်သား၃ကတော့အသီးသီးသိမ့်ကုန်ကြပြန်တဲ့အပြင်တနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ရှင်ဘုံမြို့နယ်တိုက်နယ်၁ပကဖတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဩဂုတ်လ၉ရက်နေ့ဖြစ်တဲ့မနေ့ကပဲရှင်ဘုံမြို့နယ်ဇီကုံးလေးကျေးရွာမှာရှိတဲ့အချက်ဖက်စစ်ကောင်စီတပ်သားနဲ့ပူစောတီတွေကင်းယူထားတဲ့ မူဒရာစစ်စေးကိတ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားနဲ့ပြူစော်တီစုစုပေါင်းပုံအုံကတော့အသီးသီးတဲ့ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ရှေဘုံမြို့နယ်တိုက်နယ်တပ်ပကဖတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းတဲ့နေ့ကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါလေကျွန်တော်နိုင်ငယ်ပါ